မင်္ဂလာပါအလဲကိုတိုင်အော်တိုဘာလာ9ရက်နေ့နနက်ခင်းသတင်းတွေကိုတင်ဆက်ပေးမှာပါတင်ဆက်ပေးမယ့်သတင်းတွေကတော့ဒုက္ခသည်စခန်းများနေထိုင်တဲ့မြန်မာနိုင်ငံသားများကိုထိုင်းတွင်အလုံးလုံးခွင့်ပြုကြောင်းထိုင်းဝန်ကြီးချုပ်သည်ပြောကြားတယ်ဆိုတဲ့တဲ့နိုင်ငံတကာမှာဆန်စပါးဈေးနှုန်းများကျဆင်းနေတဲ့အတွက်တောင်သူများအနေနဲ့ကွင်းဝယ်လက်များအကျိုးဆောင်များကိုရောင်းချခြင်းထက်စုပေါင်းပြီးစားစံများကုမ္ပဏီများထံတရရောင်းချဆောင်ရွက်တဲ့နယ်လို့ဆန်စပါးအသင်းချုပ်ထုတ်ပြန်တယ်ဆိုတဲ့တဲ့ ထိုင်းကမ္ဘောဒီးယားနယ်စပ်ပဋိပက္ခမတိုင်မီတရုတ်ကကမ္ဘောဒီးယားနိုင်ငံကိုစစ်လက်နက်ပစ္စည်းများထောက်ပံ့ပေးခဲ့တဲ့ဆိုတဲ့သတင်းကိုတရုတ်တန်ယုံညင်းဆိုတယ်ဆိုတဲ့သတင်းဘီလင်နာအီလွန်မက်ဒီကမ္ဘာပထမဆုံးထရီလီယံဖြစ်လာရန်နှီးစပ်နေတယ်လို့ဖော့ကဖော်ပြတယ်ဆိုတဲ့သတင်း33ကစားပုံကြောင့်ရှုံးနေခြင်းမဟုတ်ဘူးလို့အာမိုရင်ပြောကြားတယ်ဆိုတဲ့သတင်းအစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါဦးဆုံးသတင်းတစ်ပုဒ်အနေနဲ့ ဒုက္ခသည်စခန်းမှာနေထိုင်တဲ့မြန်မာနိုင်ငံသားများကိုထိုင်းတွင်အလုလုခွင့်ပြုကြောင်းထိုင်းဝန်ကြီးချုပ်သည်ပြောကြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပါဒုက္ခသည်စခန်းများတွင်နေထိုင်တဲ့မြန်မာနိုင်ငံသားများကိုထိုင်းတွင်အလုလုခွင့်ပြုလိုက်ပြီးကမ္ဘောဒီးယားလူသားများခေါ်ယူရန်မလိုအကြောင်းထိုင်းဝန်ကြီးချုပ်သည်ကပြောကြားကြောင်းဗန်ကောက်ဖို့သတင်းကဖော်ပြပါတယ် ထိုင်းမြန်မာနယ်စပ်ရှိဒုက္ခသည်စခန်း၉ခုမှာနေထိုင်တဲ့မြန်မာဒုက္ခသည်များကိုလာမယ့်တစ်နှစ်အတွင်းထိုင်းနိုင်ငံမှာတရားဝင်အလုပ်လုပ်ကိုင်ခွင့်ပေးမယ်လို့ထိုင်းဝန်ကြီးချုပ်ကဗုဒ္ဓဟူးနေ့မှာပြောကြားပြီးကမ္ဘောဒီးယားလူသားများကိုပြန်လည်ခေါ်ယူရမလို့အဖူလို့သတင်းမှာဖော်ပြထားပါတယ်။အော်တိုဘာတရားမှစတင်ပြီးဒုက္ခသည်များကို၎င်းတို့ရဲ့စခန်းပြင်ပမှာတစ်နှစ်လုပ်ကိုင်ခွင့်ပေးထားကြောင်းဝန်ကြီးချုပ်ကပြောကြားပါတယ်။အဲ့လိုခွင့်ပြုရမှာထိုင်းနိုင်ငံဟာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာမှုများကိုလိုက်နာပြီးစီမင်းများနဲ့ဥပဒေများကိုနာခံတဲ့ဒုက္ခသည်များအတွက်အခွင့်အလမ်းများဖွင့်ပေး ေးခြင်းဖြစ်ကာ၎င်းတို့အတွက်အထောက်အကူဖြစ်နိုင်ကြောင်းဝန်ကြီးချုပ်ကပြောကြားပါရီလှုပ်ရှင်များကလည်းမြန်မာဒုက္ခသည်များအတွက်တက်တာချောင်းချီရေးနှင့်အလို့သမားဥပဒေများနှင့်အညီထောက်ပံ့ငွေများပေးမှုပေးမှာဖြစ်ကြောင်းအမခန့်ချက်ပေးခဲ့တယ်လို့သတင်းမှာဖော်ပြထားပါရီဒီလိုသမားတွေဟာတရားဝင်လိုသမားတွေဖြစ်လို့အကာအကွယ်ရလိမ့်မယ်လို့ဝန်ကြီးချုပ်ကပြောပါရီအလို့ကိုင်ခွင့်ဟာ ပြည်နယ်၄ခုရှိဒေါခဒစကန်၉ခုရှိမြန်မာနိုင်ငံသားများနဲ့သက်ဆိုင်ပြီး၎င်းတို့ဟာမြောက်ပိုင်းအလဲပိုင်းလွင်ပြင်းနဲ့အရှေ့ပိုင်းရှိပြည်နယ်၄၃ခုမှာအလုံးလုံးနိုင်တယ်လို့၎င်းကဆိုပါတယ်။ထိုင်းလိုတမဝန်ကြီးဌာနရဲ့အဆိုအရတောက်ခိုင်မေဟောင်းဆောင်မာလေးကိုရချာပူရီတို့မှာတခုစီရှိပြီးမှတ်ပုံတင်ထားတဲ့ဒုက္ခသည်၄သိန်း၂၄၆၀၀တအူရှိပါတယ်။ ကမ်ဘောနီးယားနဲ့တနမိတ်ချင်းပဋိပက္ခကြောင့်ကမ်ဘောနီးယားလူသမားသိန်းနှင်းချီနေရဲနိုင်ငံတို့ပြန်လည်ထွက်ခွာသွားခဲ့ပြီးပြန်မလာပါက ကမ်ဘောနီးယားရှိ၎င်းတို့ရဲ့ပိုင်ဆိုင်မှုများကိုဆုံးရှုံးရမယ်လို့ PRB ခံခဲ့ရတယ်လို့ဘန်ကောက်ပို့စ်မှာဖော်ပြထားပါတယ်။ဆက်လက်ပြီးရောနိုင်ငံတကာတွင်စံစဘာဈေးနှုန်းများကျဆင်းနေတဲ့အတွက်တောင်သူများအနေနဲ့ကွင်းဝယ်လက်များအကျိုးဆောင်များကိုရောင်းချခြင်းထက်စူပေါင်းပြီးစံစက်များကုမ္ပဏီများထံတရရောက်ချဆောင်ရွက်တဲ့နယ်လို့စံစဘာအသင်းချုပ်ထုတ်ပြန်တဲ့ဆွေးနွေးပွဲကိုတင်ဆက်ပေးပါပါ။ နိုင်ငံတကာမှာစံစဘာစင်းနှုံးများကျဆင်းနေတဲ့အတွက်တောင်သူများအနေနဲ့ကွင်းဝယ်လက်များအကျိုးဆောင်များကိုရောင်းချခြင်းထက်စုပေါင်းပြီးစံစံများကုမ္ပဏီများထံတရရောင်းချဆောင်ရွက်တင်တယ်လို့မြန်မာနိုင်ငံစံစဘာအသင်းချုပ်ကထုတ်ပြန်ပါတယ်ရောင်း25ခုနှစ်နှစ်စံပိုင်းမှာဆက်တည်ပြီးနိုင်ငံတကာစည်းကွက်မှာစစ်စဘာစည်းလုံးများကြာဆင်းနေတဲ့အတွက်ပြည်ပသို့တင်ပို့တဲ့အမထ ်ငစိန်စပားမျိုးများမှာအမျိုးအစားအရေးသေးပေါ်ချေခဲ့ပြီးဈေးနှုန်းကွာခြားမှုရှိတာကြောင့်ပြည်ရင်းပြည်ပဈေးကွက်မှလိုအပ်တဲ့စပားမျိုးများကိုရွေးချယ်ဆက်ပြိုးခြင်းမြို့နယ်တည်တည်မှာရှိတဲ့ဆန်ဆန်များထံတိုက်ရိုက်တင်ပို့ရောင်းချခြင်းတောက်သူများအနေနဲ့တအိုးတယောက်ချင်းစီကွေးဝဲလက်များအကျိုးဆောင်များကိုရောင်းချခြင်းထက်တောက်သူများစုပေါင်းပြီးဆန်ဆန်များကုမ္ပဏီများထံတိုက်ရိုက်ညှိနှိုင်းတင်ပို့ရောင်းချခြင်းတို့ကိုဆောင်ရွက်ခြင်းနဲ့ဈေးနှုန်းပုံမှုရရှိနိုင်ခြင်းဒေသတည်တည်မှာရှိတဲ့ဆန်ဆန်များဆန်စွဲပြပတင်ပို့တဲ့ကုမ္ပဏီများနဲ့ပူးပေါင်းပြီးကန့် ထရိုက်လေယာစနစ်အမခန်စီလုံးစနစ်နဲ့ပူပေါင်းဆောင်ရွက်တင်ကြောင်းအကြံပြုတိုက်တွန်းအပ်တယ်လို့အသင်းချုပ်ကထုတ်ပြန်ထားပါတယ်။ပူပေါင်းဆောင်ရွက်လို့တဲ့တောင်သူများအနေနဲ့လည်းညနေဆောင်ရွက်ပေးရန်လိုအပ်ချက်ရှိပါကဆက်သွယ်နိုင်ကြောင်းဒါအပြင်လက်တလောစိုက်ပျိုးထုတ်လုပ်ထားတဲ့အမထငစိန်စပားမျိုးများရောင်းချရမှာအကကယ်ရှိရတော့၎င်းတင်းတင်းမြတ်တဲ့ဈေးနှုန်းများရှိလျင်တော့၎င်းဒေတာတည်တည်မှရှိတဲ့မြန်မာနိုင်ငံစစ်စပားအသင်းချုပ်ထံဆက်သွယ်နိုင်ကြောင်းထုတ်ပြန်ထားပါတယ်။ပြည်ရင်စစ်စပားဈေးကွက်မှာလည်းအချို့ဒေတာများတွင်ကောက်စောစပားများစတင်ပေါ် ထွက်နေပြီဖြစ်ပြီးစပားဆိုင်တောင်သူများအတွက်တင်းတင်းမြတ်တဲ့ဈေးနှုန်းများနဲ့ဝေယူရေးများကိုဆောင်ရွက်လျက်ရှိကြောင်းစပားဈေးနှုန်းများမှာအစိုးတက်အရေးသွေးနဲ့မျိုးစားကိုလိုက်ပြီးအေမထအသည့်မှာတင်းတရားလျင်7သိန်းမှ12သိန်းအတွင်းအထူးအေမထအုပ်စုစပားမျိုးများမှာကျပ်14သိန်းမှကျပ်15သိန်းအတွင်းရက်60စားရှိတဲ့စပားမျိုးများမှာ22သိန်းမှ23သိန်းအတွင်းစင်ဒုခမှာအဆိုပင်ရင်ကျက်73သိန်းစီးနဲ့ရောင်းဝယ်မှုများရှိနေကြောင်းမြန်မာနိုင်ငံစစ်သမားတင်းကျုံကထုတ်ပြန်ထားပါတယ်။ ဆက်လက်ပြီးတော့ထိုင်းကမ္ဘောဒီးယားနယ်စပ်ပဋိပက္ခမတိုင်မီတရုတ်ကကမ္ဘောဒီးယားနိုင်ငံကိုစစ်လက်နက်ပစ္စည်းများထောက်ပံ့ပေးတယ်ဆိုတဲ့သတင်းကိုတရုတ်တန်ယုံညင်းဆိုတဲ့ဆိုသတင်းကိုတင်ဆက်ပေးမှာပါဇူလိုင်လအတွင်းထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်တွင်အပြန်အလှန်ပြစ်ခတ်တိုက်ခတ်မှုများမတိုင်မီတရုတ်သည်ကမ္ဘောဒီးယားကိုစစ်လက်နက်ပစ္စည်းများထောက်ပံ့ပေးတယ်ဆိုတဲ့သတင်းကိုညင်းဆိုလိုက်ကြောင်းတရုတ်တန်ယုံကထုတ်ပြန်ခဲ့တယ်လို့ The Nation Times ကဖော်ပြခဲ့ပါတယ် ။ဒါအပြင်တရုတ်ဟာဒေသတွင်းငြိမ်းချမ်းရေးအတွက်တတိထံချထားကြောင်းလည်းထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်။ကမ္ဘောဒီးယားနိုင်ငံကအသုံးပြုခဲ့တဲ့ရော့ကတ်များဟာဇူလိုင်ပဋိပက္ခမတိုင်မီကရရှိခဲ့တဲ့လက်နက်များဖြစ်ပြီးတရုတ်ဟာပဋိပက္ခကိုတွဲဝိုက်ပြီးအော်စွာလက်မှုခဲ့တာကိုပြသရာရောက်ခဲ့ကြောင်း New York Times အပါအဝင်တခြားသတင်းများကိုတုံ့ပြန်တဲ့အနေနဲ့တရုတ်တရုံကအောက်တိုဘာလ2ရက်မိုးလယ်ပိုင်းမှာလူမှုမီဒီယာမှတဆင့်ထုတ်ပြန်ခဲ့ပါတယ်။ဒါအပြင်တရုတ်ဟာ ထိုင်းကမ္ဘောဒီးယားတို့နဲ့ယင်းဒီရဲ့အင်းကြီးချင်းဖြစ်တာကြောင့်တင်မာမှုကိုလျှော့ချရန်လှုံ့ဆော်ပေးခဲ့ကြောင်းလည်းတရုတ်တယုံကပြောကြားခဲ့ပါသည်။ထိုင်းကမ္ဘောဒီးယားနဲ့ဆက်ပြီးပခါမှာကမ္ဘောဒီးယားကိုအသုံးပြုစေရန်အတွက်တရုတ်ကမိသည့်စစ်တပ်ပစ္စည်းကိုမှထောက်ပံ့ပေးခဲ့ခြင်းမရှိကြောင်းထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါသည်။လရှိကမ္ဘောဒီးယားနိုင်ငံကအုံပြုနေတဲ့တရုတ်လက်နက်များဟာဒီဇယ်တရုတ်ကမ္ဘောဒီးယားပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းများနဲ့ထုတ်လုပ်ခဲ့တဲ့လက်နက်များဖြစ်ကြောင်းလည်းတရုတ်တယုံကထုတ်ပြန်ခဲ့ပါတယ်။တရုတ်ဟာ ဂျာနီယက်ဒီယေမူအားဒါကိုထိမ့်သိမ်းထားကြောင်းနေဇက်ဒေတာအငြင်းပွားမှုမှာမိမိအတွက် ကိုယ်ပိုင်အကျိုးစီးပွားမရှိကြောင်းနဲ့အာဆီယံနီးလက်မတစ်စင်နိုင်ငံရေးအရအဖြေရှာမှုကိုအပြည့်အဝထောက်ခဲကြောင်းလည်းထုတ်ပြန်ကြမှာဖော်ပြခဲ့ပါတယ်။ဆက်လက်ပြီးတော့ဘီလီယံနာအီလွန်မတ်ဒီကမ္ဘာပထမအဦးဆုံးထရီလီယံနာဖြစ်လာရန်နှိစက်နေတယ်လို့ဖော့ကဖော်ပြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပါ။ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်ဘီလီယံနာအီလွန်မတ်ဒီကမ္ဘာပထမအဦးဆုံးထရီလီယံနာဖြစ်လာနိုင်ရန်နှိစက်နေတယ်လို့ အော်တိုဝါလာ၁ရက်တွင် Ford Magazine ကဖော်ပြခဲ့ပါတယ်။ Tesla နှင့် SpaceX အမှုဆောင်ချုပ် Elon Musk ဟာနိုင်ငံရေးမှာပါဝင်ခဲ့ခြင်းကြောင့်သူပိုင်ဆိုင်တဲ့ EV ကားကုမ္ပဏီရဲ့ share ဈေးများကျဆင်းခဲ့ရမှာအဆိုပါ share ဈေးများ ပြန်တက်လာတာကြောင့်သူဟာ American Dollar Billion 900ကျော်ဝါးတဲ့ပထမဆုံးပုဂ္ဂိုလ်ဖြစ်အခိုက်အတန့်အဖြစ်ဖြစ်လာခဲ့ပါတယ်။အဲဒီနောက်အသက်54နှစ်အရွယ် Matt ရဲ့အတတင်ပိုင်ဆိုင်မှုစုစုပေါင်းဟာ American Dollar 499.1 Billion သို့ပြန်လည်ကျဆင်းသွားတယ်လို့ real time billionaire ရဲ့ထုတ်ပြန်ချက်ရသိရပါတယ်။ Ford Magazine ရဲ့ကမ္ဘာချမ်းသာဆုံးစီးရင်မှာအီလိုမတ်ပြီးရင်ဒုတိယချမ်းသာဆုံးပုဂ္ဂိုလ်မှာ Oregon အမှုဆောင်ကျော် Larry Ellison ဒေါ်လာ350.8ဘီလီယံတတိယချမ်းသာဆုံးပုဂ္ဂိုလ်မှာ Meta အမှုဆောင်ကျော် Mark Zuckerberg ဒေါ်လာ245.8ဘီလီယံတို့ပါဝင်ပါတယ်။အီလိုမတ်ဟာ online ပုံနှိပ် software company တစ်ခုကို1996ခုနှစ်မှာ American Computer ထုတ်လုပ်တဲ့ company Compaq ဒေါ်လာ300နဲ့ရောင်းချခဲ့ပြီးတဲ့နောက်ဒေါ်လာပေါင်းများစွာကိုပထမဆုံးရရှိလာခဲ့ပါတယ်။ နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့တောင်လေးသောကစားပုံကြောင့်ရှုံးနေခြင်းမဟုတ်ဘူးလို့အမော်ရင်ပြောကြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာပါမယူသိန်းရဲ့နီးပြအမိုရန်ကအသိန်းရဲ့ရှုံးပွဲတွေဟာ3-3ကစားပုံကြောင့်မဟုတ်ဘူးလို့ကာကွယ်ပြောကြားခဲ့ပါတယ် အမော်ရီဟာ3-3ကစားပုံနဲ့အတူ Sporting Lisbon အသင်းမှာအောင်မြင်မှုရရှိခဲ့သူဖြစ်ပြီး Man U အသင်းမှာလည်းအဲ့ဒီကစားပုံကိုဆက်လက်အသုံးပြုခဲ့ပါတယ်။ဒါပေမဲ့ရလက်စိုးရိမ်နဲ့သာရေးဆိုင်ခဲ့ရပြီး49ပွဲကင်တွေ့ရမှာ18ပွဲနိုင်12ပွဲတည်ရ19ပွဲရှုံးခဲ့ပါတယ်။ Premier League မှာရလက်တွေပုံမိုဆိုးရွားလာပြီး ဖာဂူဆန်နောက်ပိုင်းကင်တွေခဲ့တဲ့နီးပြတ်တွေထဲမှာနိုင်ဝဲရခိုင်တော့အနေဆုံးဖြစ်ခဲ့ပါတယ်။ဒါကြောင့်ဝေဖန်ပြစ်တင်မှုတွေနဲ့ရေးဆိုင်ခဲ့ရပြီးဝေဖန်သူအများစုကမန်ယူကစားသမားတွေနဲ့မကန့်ညီတဲ့3-4-3ကစားပုံကြောင့်လို့ထောက်ပြခဲ့ကြပါတယ်။ဒါပေမဲ့အာမိုရန်ကကစားပုံကြောင့်မဟုတ်ကြောင်းနဲ့ ကစားပုံပြောင်းလိုက်ရင်လည်းပိုကောင်းလာမယ်လို့မပြောနိုင်ကြောင်းတုံ့ပြန်ခဲ့ပါတယ်။ဒါအပြင်အသင်းရဲ့ကနဝင်ကစားသမားတွေဖြစ်တဲ့ Ronnie နဲ့ Gary Neville တို့ဝေဖန်ကြတာဟာပုံမှန်သာဖြစ်ကြောင်းနဲ့မိမိအနေနဲ့ရလဲစိုးတွေကိုဖုံးကွယ်ထားနိုင်ခြင်းမရှိကြောင်းလည်းပြောကြားခဲ့ပါတယ်။ Man United ဟာအခုတပတ် Premier League မှာ Sunderland အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီးအမော်ရန်အတွက် Man United ပြပွားပွဲ90ပြည်လည်းဖြစ်လာမှာပါ။အလေးမတန်အော်တိုဘာလ9ရက်နေ့နနက်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ